အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်မမဆိုတဲ့ကောင်မလေးကစတိုးစင်မှာညာဆိုင်အယောင်သမားအဖြစ်အလုပ်လုပ်နေတဲ့ကောင်မလေးတယောက်ပဲဖြစ်ပါတယ်ရှက်ကြောက်တဲ့မမဟာသူများရဲ့အမြင်မှာထူးဆန်းတဲ့ပုံစံလေးရှိနေပြီးအဖော်ဖြစ်တဲ့ရှီလာကတော့တွက်လက်ချက်ချပြီးတော့ဆွဲဆောင်မှုရှိတဲ့ကောင်မလေးတယောက်လေးဖြစ်နေခဲ့တာပါစတိုးစင်ကိုဈေးဝယ်လာတဲ့သူတွေကလည်းရှီလာနဲ့ပဲပြောဆိုဆက်ဆံကြတာဖြစ်တာကြောင့်မမကမနာလို့ဖြစ်နေခဲ့တာလေးဖြစ်ပါတယ်ဒါပေမဲ့သူတို့စတိုးစင်နားမှာတာဝန်ကြားတဲ့ရေကိုလူကတော့မမရဲ့အခြေအနေတွေကိုစာနာမှုရှိပါတယ် ဒါကြောင့်အထီးကျန်နေသလိုဖြစ်နေခဲ့တဲ့မမကိုစကားတွေလာပြီးတော့ပြောတတ်တာပါအဲဒါကြောင့်မမကကိုလူကိုတန်ရုံးစင်နေတွေ့သွားခဲ့တယ်လို့အလစ်မှလည်းဓာတ်ပုံတွေခိုးရိုက်ခဲ့ပါသေးတယ်။အဲဒီညမှာတော့ဖိုးကြီးဆိုတဲ့ခက်ချောချောကောင်လေးကစရိုးဆိုင်လေးကိုဝင်လာခဲ့တာဖြစ်ပြီးဈေးမွေပင်နဲ့ဆိုင်ထဲမှာလှည့်ပတ်ကြည့်နေတဲ့ဖိုးကြီးကိုရှီလာကသင်္ကာမကင်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မဲဘာရှာနေတာလဲဆိုပြီးတော့မေးတဲ့အချိန်မှာဖိုးကြီးကတန့်စင်ငယ်တုံးကျင်တဲ့အကြောင်းပြန်ပြီးတော့ဖြေပါတယ်။တကယ်တော့အနားမှာကိုလူရှိနေလို့ခဏလေးရှောင်နေတာပဲဖြစ်ပါတယ်။ ဲဒီအချိန်မှာကိုလူကလည်းကားတစ်ခုတင်းတစ်ခုဝင်လာခဲ့တာကြောင့်စတိုးစိန်ကထွက်သွားပြီးဒီနောက်မှာတော့ရှီလာကမမကိုကိုလူနဲ့ပတ်သက်ပြီးတော့စနောက်ပြောဆိုနေပါတယ်ဒါကြောင့်ဝမ်းနေသွားခဲ့ပြီးတော့အပြင်ဘက်ကိုထွက်ဆေးလေးတောက်ကငိုနေခဲ့ပါတယ်စတိုးစိန်နဲ့ပြန်ဝင်လာတဲ့အခါမှာတော့ဖိုးစီကရှီလာကိုတနက်နဲ့ထောက်ပြီးတော့ဓမြတိုက်နေတာကိုတွေ့ရပါတယ်နောက်ပြီးတော့သူကဆံငယ်ကိုင်းတစ်ခုကိုအကျွေးပေးစာရှိတာကြောင့်ဒီလိုလုပ်ရတဲ့အကြောင်းကိုလည်းပြန်ပြီးတော့ပြောနေပါတယ်ရှီလာကတော့မိခင်တစ်တာနံပါတ်ကိုမန်နေဂျာပဲတည်တဲ့အကြောင်းပြောပြီးတော့အချိန်ဆွဲနေတာပါ ဒါကြောင့်မေဖူးစီဟာ၆လက်နဲ့တနေတဲ့တနက်နဲ့တစ်ချက်ပြစ်လိုက်ပါတယ်။အဲဒီချိန်မှာတော့မမကဖူးစီကိုမကြောက်တဲ့ပြင်ကူညီပေးခြင်းနဲ့စိတ်တွေဖြစ်လာခဲ့ရပြီးဒါကြောင့်မိခင်တေတာနံပါတ်ကိုတည်တဲ့အကြောင်းပြောလိုက်တော့ရှီလာကလည်းအံ့ဩလိုနေပါတယ်။အဲနောက်မှာတော့မိခင်တေတာတွေကပတ်စံတွေကိုထုတ်ပေးခဲ့သလိုမှန်ရှိမှရက်ပြီးတော့အလှတွေလည်းပြင်နေခဲ့ပါသေးတယ်။ဒီချိန်မှာဇေဝေတာဖာနယောက်ကဆိုင်နှင်းကိုဝင်လာခဲ့ပါတယ်။အဲဒါကြောင့်ဖူးစီကတနက်ကိုအင်ကြီးအေးတဲ့ထိပ်ပြီးတော့ရှီလာကိုချိန်ထားခဲ့ပါတယ်။တာဖာနယောက်သားဇေဝေပြီးတော့တဲ့အခါမှာသူရိရသွားရမယ့်လိမ့်စာကိုလည်းမိပါတယ်။ ရှီလာကလိမ့်စာရေးချင်အောင်ဆောင်ပြီးတော့အကူအညီတောင်းတဲ့စာရေးပေးလိုက်တယ်လို့အဲ့ဒီအချိန်မှာမမကဆာရွက်ကိုယူပြီးတော့ဆုတ်ပြေးလိုက်တယ်လို့ဇေဝရီသွားခြင်းတဲ့နေရာကိုလည်းပါဇက်ကပဲလမ်းညွှန်ပေးခဲ့ပါတယ်။ဇေဝရီထွက်သွားတဲ့အချိန်မှာဖိုးစီကပတ်စံနေထိထားတဲ့အိတ်ကိုတောင်းနေခဲ့ပေမဲ့မမကတော့ဖိုးစီနဲ့အတူတူလိုက်ခွင့်ရရင်ပေးမယ်ဆိုပြီးတော့ပြန်ပြောပါတယ်။ဖိုးစီကတော့မမရဲ့တောင်းဆိုချက်ကိုညှင်းဆိုနေပြီးအဲ့ဒီစကားကြောင့်မမဟာဝမ်းနည်းလို့သွားခဲ့ပါတယ်။ဒါပေမဲ့ဖိုးစီကမမစီကအိတ်ကိုလှုပ်ပြီးတော့စလို့တဲ့ကနေထွက်သွားဖို့ပြင်ဆင်နေတာပါ။ အဲ့ချိန်မှာရှီလာဟာဖိုးစီကိုတဲဘောကြောင့်နဲ့တခုဆိုပြီးတော့ဆဲဆိုနေတယ်လို့ဒါကြောင့်ဖိုးစီကမာနာကိုထိခိုက်သွားပြီးရှီလာကိုစတိုဂန်လေးကိုခေါ်သွားပါတယ်။မမကတော့အပြင်ဘက်ကနေကြံနေပြီးတော့အထက်ကရွှင်းစံကအတန်တွေကြားနေရပါတယ်။ခဏကြာမှရှီလာရဲ့ဆူဆူဝါးအော်တန်ကိုကြားလိုက်ရပြီးအဲ့ဒီချိန်မှာမမလေးကော်ဖီတွေနဲ့ပတ်ခဲ့ပါတယ်။အပူလောင်ပြီးတော့သွေးရည်သွေးနှံဖြစ်နေတဲ့ဖိုးစီကတနက်မောင်းကိုဆွဲမိကရှီလာကိုပြင်မိခဲ့ပါတယ်။မမကမိသက်ဆေးဘူးနဲ့ရိုက်ချလိုက်ပြီးတဲ့နောက်မှာ ဖူးစီဟာတရီမေးသွားခဲ့ရပြီးအဲဒီအချိန်မှာရှီလာကတော့တနက်မှန်ပြီးတော့တေဆုံးခဲ့ပါတယ်။မမကဖူးစီကိုကျိုးရင်းနဲ့တိုးသလိုရှီလာရဲ့အလောင်းကိုလည်းတံပေါ်လင်စားနဲ့ထုတ်လိုက်ပြီးတရီပြန်လာတဲ့ဖူးစီကရှီလာတေဆုံးမှုဟာမမကြောင့်ဆိုပြီးတော့ဆွဆွဲလို့နေပါတယ်။ဒါပေမဲ့မမကတော့သူမကိုဘာလို့အတူမခေါ်သွားချင်တာလဲဆိုပြီးတော့မင်းနေပါတယ်။ဒီကမှာဖူးစီကမမရဲကိုအကြောင်းမကြားရသေးဘူးဆိုတာသိသွားပြီးနောက်ပြီးတော့မမကိုသာစီယုံနိုင်မယ်ဆိုရင်လူ့ဘုတ်တွေအခွင့်အရေးရှိတယ်ဆိုတာကိုလည်းတီးခဲ့ရပါတယ်။ဒါကြောင့်အတူတူထပ်ပြီးမယ်ဆိုပြီးတော့အချိုးသက်အယုံသွင်းခဲ့တယ်လို့ မမကတော့ဖိုးစီရဲ့တဲတဲမှာထိုင်ပြီးမိဘုန်းလေးကိုတရဆက်မိနေခဲ့တာကြောင့်ယောဂအခင်ရှိတဲ့ဖိုးစီဟာခေါင်းနဲ့လည်းကြိုက်လာခဲ့ပါတယ်။အဲဒါကြောင့်မမကဆိုင်ထဲကနေခေါင်းကိတ်ပျောက်ဆီးတွေကိုတွားယူပြီးတော့ဖိုးစီကိုတိုက်ပါတယ်။ဒီချိန်မှာဈေးဝယ်လာတဲ့လူတယောက်ကလည်းအရှိမရှိနေပြီးတော့တကားဖွင့်ပြီးဖို့ပြောဆိုနေပါတယ်။ဒါပေမဲ့မမကဂယူးမဆိုင်ပဲနဲ့ဖိုးစီစီကိုပြန်လာခဲ့တာဖြစ်ပါတယ်။ဖိုးစီနဲ့စကားပြောနေတဲ့မမဟာရေးသားရှိနေတယ်လို့ဟန်ဆောင်ခဲ့ပြီးအဲဒီခါမှာမမကိုခေါ်သွားရင်ရေးသားက သူတို့ရဲ့နောက်ကိုလိုက်လာနေတာဖြစ်တဲ့အတွက်ဖိုးစီလည်းခေါ်သွားဖို့ကိစ္စကိုစိတ်ပြောင်းလို့သွားပါတယ်။အဲဒီစကားကြောင့်မမဟာဆိတ်ဆိုးသွားခဲ့ပြီးဖိုးစီကိုလည်းဆေးရီထက်ပြီးတော့တိုက်နေပါတယ်။ဒါပေမဲ့ဖိုးစီကတော့မမကိုတကယ်သဘောမကျပဲဖြစ်တာကြောင့်အစင်တော့မပြေလာပါဘူး။အဲဒါကြောင့်မမကပဲဖိုးစီရဲ့ပစက်တွေမျက်လုံးတွေကိုတိတ်နေစေပြီးတော့ black coffee တိုက်ဖို့လိုပါတယ်။ဒီကမှာဖိုးစီကအပြူရီပြတ်မခံဘူးဆိုပြီးတော့အာကုန်ရုံးကန်လို့နေပြီးဒီနောက်မှာတော့မမကိုတွန်းထုတ်ပြီးတော့စတိုကန်ထဲမှာမမြင်မဆန်းနဲ့ရှောက်ပြီးတော့သွားနေပါတယ် တနေရာရောက်တဲ့အခါမှာတော့ပွင့်နေတဲ့တကားကိုခေါင်းနဲ့တိုက်မိကလဲကျသွားခဲ့ပြီးမမကတော့ဖိုးစီတည်သွားပြီလို့ယူဆရင်းနဲ့စိုးစိမ်ဘက်ကိုပြန်လာခဲ့ပါတယ်ဒီခါမှာဈေးဝယ်မဲ့သူကတကားပေါ်မှာရပ်နေတာကြောင့်ဝင်ဝင်ပေးလိုက်ပြီးဒါပေမဲ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကိုမယုံနိုင်ဖြစ်နေပြီးဈေးဝယ်ကိုကြိုးပြီးကငိုနေခဲ့ပါတယ်ဈေးဝယ်ကပတ်စံရှင်းမဲ့ဆိုတော့ကိုတော့မမဟာဒီတိုင်းစပွဲဘော်ကိုတင်လာခဲ့ဖို့ပြောခဲ့ပြီးဈေးဝယ်သူထွက်သွားတဲ့အချိန်မှာရဲကိုဖုန်းဆက်ဖို့လုပ်နေတဲ့အချိန်ရှီလာရဲ့ချစ်သူမောင်ချင်းကရောက်လာခဲ့တာပါ မမကတော့ရှီလာပြန်သွားပြီဖြစ်တဲ့အကြောင်းလိန်မျောလိုက်တဲ့အချိန်မှာသူကဖုန်းခေါ်လိုက်ပါတယ်ဒီခါမှာစိုးစံကြမ်းမြင့်မမကြာနေတဲ့ရှီလာရဲ့ဖုန်းကိုတွေ့သွားရပါတယ်အဲဒီခါမှာတော့ရှီလာကချစ်သူတဲ့နဲ့မိုဒယ်ကိုတွန်းတဲ့အကြောင်းမမကထပ်ပြီးတော့လိန်ခဲ့ပါတယ်အဲဒါကြောင့်မင်းမောင်စင်ဟာမှုန်သွားရပြီးတော့အနည်းဆုံးမိုဒယ်ကိုလိုက်သွားခဲ့ပြီးဒီခါမှာမမကဖိုးစီကိုလက်စဖြောက်ဖို့စဉ်းစားနေရပါအဲဒါကြောင့်မေးစိုးစံပြင်မကိုထွက်ကြည့်တဲ့အခါမှာဖိုးစီကိုမြှုပ်နေမဲ့မြေပြော့ပြော့နေရာတခုတွေ့လိုက်ရပြီးခေါပြားကိုပြန်ယူပြီးတော့မြေတူးမလို့လုံးနေတဲ့အချိန်မှာပဲ စံငယ်ကိုင်းအဖွဲ့ကလည်းရောက်လာခဲ့တာပါသူတို့ရဟာဖိုးစီကိုလိုက်ရှာနေတာဆိုပေမဲ့မမကတော့ဘာမှမသိတယ်လို့ပြန်ပြီးတော့ပြောနေခဲ့ပါတယ်ဒါပေမဲ့အမူအရာပြန်နေတာကြောင့်ပဲစံငယ်သမားတွေကမယုံမင်းနဲ့စတိုးဆိုင်နယ်ဝင်းကြီးဖို့လုပ်ပါတယ်ဒီခါမှာမမကတနက်ထုတ်ပြီးတော့ချိန်လိုက်ပါတယ်ဒါပေမဲ့လည်းစံငယ်သမားတွေကလည်းကိုစီတနက်ထုတ်ချိန်လိုက်တဲ့အခါမှာအများနဲ့တယောက်ဖြစ်သွားကြပါတယ်စံငယ်အဖွဲ့ခေါင်းဆောင်ကတော့ CCTV တွေရှိနေတာကြောင့်ပြစ်ခတ်မှုတွေမဖြစ်ချင်ပေစတိုးဆိုင်ကထွက်သွားခဲ့တာပါနောက်ပြီးတော့ဖိုးစီကိုရှာမတွေ့ရင်လည်းပြန်လာမယ်ဆိုပြီးတော့ပြောပါသေးတယ် အဲ့ဒီကမှာတော့မမဟာ CCTV ကိစ္စအခေါင်းထဲကိုရောက်လာရပြီး CCTV အထိုင်ဆက်ကိုဖျက်ဆီးဖို့အတွက်စူးစမ်းပေမဲ့တော့ကတေချာခရတာကြောင့်ပဲမအောင်မြင်ပဲဖြစ်နေပါတယ်။ဒါကြောင့်စရုပ်ဆိုင်တစ်ခုလုံးကိုမီရှို့ဖို့ပဲဆုံးဖြတ်လိုက်ပြီးတက်စီပုံကိုတွားပြီးတော့ယူနေပါတယ်။အဲ့ဒီကမှာကိုလူကစရုပ်ဆိုင်ကိုပြန်ရောက်လာခဲ့ပြီးတော့အကြောင်းရင်းကားတော့ခိုးသွားတဲ့ကားကိုစရုပ်ဆိုင်နာမှာတွေ့ရလိုပါပဲ။တကယ်တော့ကားတစ်ခုကလည်းဖိုးစီပဲဖြစ်နေပါတယ်။အဲ့ဒါကြောင့်မမကိုမတင်ကားစရာတွေ့မိလားဆိုပြီးတော့မင်းနေခဲ့သလိုမမကလည်းမတင်ကားစရာမတွေ့တဲ့အကြောင်းကြင်ပြီးတော့ပြောနေပါတယ်။ အနောက်မှာကိုလူကအခိုးခံတဲ့ကားကိုတွေ့တဲ့အကြောင်းတခြားရဲတွေကိုအကြောင်းကြားနေပါတယ်။ဒီခါမှာမမဟာကိုလူကိုပတ်ထုတ်ဖို့လိုအပ်နေတာဖြစ်ပြီးယုဒိရဲ့တရိယာသွားတဲ့ပုံစံဖမ်းပြီးတော့ထူးဆန်းတဲ့လူတယောက်ကလိမ့်စာမေးခဲ့တဲ့အကြောင်းပြောပါတယ်။မမကိုတင်နေတာကြားပြီးဖြစ်တဲ့ကိုလူကအဲ့ဒီစကားကိုယုံပြီးတော့ပြောတဲ့အတိုင်းလိုက်သွားဖို့လုပ်ပြီးထမသွားခင်မှာတော့လူစိုးဟာစိုက်ထဲမှာပုံမနေတဲ့အကြောင်းတခန်းချင်းတွေလိုက်ပြီးတော့ကြည်ပါတယ်။အဲ့ဒီခါမှာတော့မမဟာတနက်ကိုကြည်ကြည်ပေါင်းစုပ်ကင်ထားပြီးတော့မှလိုအပ်ရင်ကိုလူကိုလည်းပြစ်တတ်ဖို့ကြံစည်ထားတာပါ။ ဒါပေမဲ့လည်းမသိငါစရာဘာမှမတွေ့တဲ့အခါမှာကိုလူကမမကိုသတိထားဖို့ပြောရင်းနဲ့ထွက်ခွာသွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့မမကစလိုကန်လေးကိုပြေးဝင်ကြည့်လိုက်ပြီးဖိုးစီကတော့ကျိုးလေးကိုဖျက်ပြီးတော့ထွက်ပြေးသွားတာတွေ့ရပါတယ်။အဲဒါကြောင့်မေဖိုးစီနဲ့ကိစ္စရှင်းပြီလို့ထင်လိုက်တယ်လို့ဒီနောက်မှာတော့ဆန်တကူလုံးကိုတက်စီလောင်းကပတ်စံအိတ်ကိုကောက်လဲလိုက်ပါတယ်။ဒါပေမဲ့အပြင်ကိုထွက်မလို့လုံနေတော့မှမိကပြတ်သွားခဲ့ပြီးတကားဘောက်ကလည်းပိတ်ကျသွားခဲ့ပါတယ်။အဲဒီအချိန်မှာအမောင်လေးကဖိုးစီဟာပေါ်လာခဲ့ပြီးတော့သူ့ကိုကြပွေးပြဖို့အတွက်တောင်းဆိုပါတယ်။ တချိန်တည်းမှာမောင်စိန်ကလည်းဆိုင်းရဲ့ပြင်ဘက်ကိုရောက်လာခဲ့တာဖြစ်ပြီးဒီကမှာဖိုးစီကဆိုင်းတော်ဘက်တကားကနေအပြင်ကိုထွက်ပြီးတော့ပြေးပါတယ်မမဟာအနောက်ကနေလိုက်သွားပြီးမြဖိုးစီကတကားကိုအပြင်ကအမိုက်ဘိုးနဲ့ခုပြီးတော့ပိတ်ထားလိုက်တာပါအဲဒီနောက်မှာတော့မောင်စိန်စီကိုသွားပြီးတော့မမကရှီလောင်ကိုတတ်လိုက်တဲ့ကြောင်းပြောဆိုနေပြီးမမကလည်းစရုတိုင်နေကနေပြီးတော့အဖြစ်မဲ့နေကိုရှင်းပြဖို့ကြိုးစားနေပါတယ်ဒါပေမဲ့နှစ်ယောက်သားကြားထဲမှာစိတ်ရှုပ်နေတဲ့မောင်စိန်ကတော့ဖိုးစီရဲ့အလင်းငိုက်တိုက်ခိုက်မှုကိုခံရပြီးတော့တေဆုံးလို့သွားရပါတယ် ဒါကြောင့်မမဟာကိုလူကိုဖုံးဆက်ပြီးတော့အမြန်လာခေါ်ဖို့ခေါ်နေခဲ့တာဖြစ်ပြီးအကြောင်းစုံကိုမရှင်းပြနိုင်ခင်မှာပဲဖိုးစီကကားပေါ်တက်ပြီးတော့စလုံးလိုက်ကိုဝင်ပြီးတော့တိုက်သွားခဲ့ပါတယ်။ကားဝင်တက်တဲ့အချိန်မှာမမကဆိုင်ရဲ့အနောက်ဘက်မှာပုန်းနေပြီးဒါကြောင့်မဲဆိုင်ထဲကိုရောက်လာတဲ့ဖိုးစီကဂျော်ဘွိနဲ့တနက်ကိုအလွယ်လေးယူနိုင်ခဲ့တာပါ။ပြီးတော့မမကိုလည်းပြစ်တက်ဖို့ကြံနေပါတယ်။ဒါပေမဲ့တနက်မောင်းကိုဆွဲလိုက်တဲ့အချိန်မှာတက်စီတွေစုံနေတာကြောင့်အထင်းမှပေါက်ခွဲသွားသလိုဖိုးစီတကူလုံးမှလည်းမီးလောင်တေဆုံးခဲ့ပါတယ် မိတွေကလည်းစလို့တဲ့တစ်ခုလုံးကူလာနေပြီဖြစ်ပြီးဒီချိန်မှာမမကလွန်မြောက်ဖို့ကြိုးစားရင်းနဲ့မိသက်စေဘူးကိုတွေ့တာကြောင့်ပြေးလန့်တလျှောက်စေဘူးနဲ့ဖြန်းရင်းနဲ့အပြင်ကိုထွက်ပြေးခဲ့ပါတယ်။ဒီကမှာကိုလူကစလို့တဲ့ကိုရောက်လာခဲ့ပြီးမိလောင်တရားရနေတဲ့မမကိုကားစီကိုခေါ်သွားပြီးတော့အရေးပေါ်ပြုစုပေးပါတယ်။နောက်ပြီးတော့သူ့ရဲ့ပေါ်ရောင်မှုတွေကြောင့်မမဒုက္ခရောက်တယ်လို့ထင်ပြီးတော့လည်းအသေးအံတောင်းပန်နေပါတယ်။မမကလည်းအဖြစ်မဲ့နေကိုမပြောနိုင်မင်းနဲ့ကိုလူရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေပြီးပြီးတော့စင်ရဲ့မန်တိုင်းပြောနေတယ်ဆိုတာကိုခံစားမိရင်လည်းပီတိတွေဖြာနေခဲ့ပါတယ်။ အဲ့ဒါကြောင့်မဲ့လက်တွဲပေါ်အဖြစ်နဲ့ကုလူကိုပဲအထောက်အပံ့ပေးတော်မယ်လို့စဉ်းစားနေတဲ့ဇလန်လီဟာအဆုံးသက်သွားပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ